ခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်လေစိတ်မှာအရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့အစ္စလာမ်နိုင်ငံတွေကဝင်ရောက်လာသူတွေကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အကြီးကဝင်ပေါင်းဖြစ်တဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်မှာအရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့အစ္စလာမ်နိုင်ငံတွေကဝင်ရောက်လာသူတွေကိုအကြီးကထားစစ်ဆေးမေးမြန်းမှုတွေပြုလုပ်လျက်ရှိရဲလို့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်လူဝင်မှုကြီးကြပ်ရေးဌာနကတာဝန်ရှိသူတို့ကဆိုပါတယ်။အဆိုပါနိုင်ငံတွေကဝင်ရောက်လာသူတွေကိုအကြီးကထားစစ်ဆေးခြင်းမှာ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာကျောင်းတော်ဝင်တွင်ဘုံပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ဖြစ်ပြီးခရီးသည်ဝင်ထွက်စစ်ဆေးမှုတွေကိုတိုးမြှင့်ထားတာဖြစ်ပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်တီဟာကလေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့လက်ရှိဖြစ်စဉ်တွေကြောင့်ခရီးသည်အဝင်အထွက်ကိုတည်တည်ချာချာစီစဉ်နေကြောင်းအထူးသဖြင့်အစ္စလာမစ်နိုင်ငံတွေကဝင်ရောက်လာသူတွေကိုပို့ပြီးစီစဉ်လျက်ရှိကြောင်းစီးပွားရေးကိစ္စနဲ့လာတဲ့ဆိုပါကစီးပွားရေးသမားတွေကုမ္ပဏီတွေကိုတေချာမင်းမြတ်မှုတွေပြုလုပ်ပြီး ဗီဇာအစစ်ပတ်စပို့အစစ်နဲ့ဝင်ရောက်လာတာဟုတ်မဟုတ်ကိုလည်းတေချာစစ်ဆေးလျက်ရှိကြောင်းရန်ကုန်လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့အရင်ထပ်ပို့ပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေပြုလုပ်နေရလို့ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့နိုင်ငံအသီးသီးမှခရီးသည်တွေကိုပြည်ဝင်ခွင့်ဗီဇာခွင့်ပြုခြင်းနဲ့ပတ်သက်ပြီးနိုင်ငံသားရေးဝင်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးတောင်ညွန့်က ြီးခဲ့တဲ့ရက်ပိုင်းကဗုဒ္ဓဂါယာမှာဘုံပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းနိုင်ငံသားဝင်ကြီးဌာနအနေနဲ့တိုင်းပြည်လုံးချုပ်ရေးအတွက်ဗီဇာပေးတဲ့အခါမှာစောင့်ကြည့်ရမယ့်နာမည်စာရင်းတွေကိုအရင်အတိုင်းပဲစစ်ဆေးပြီးတော့ဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါတယ်။လက်ရှိမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးကိုတာဝန်ယူဆောင်ရွက်နေတဲ့လေကြောင်းရဲတပ်ဖွဲ့ကနေလေဆိပ်လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိရလို့သိရပါပါတယ်ရှင်။